United အတွက်ကံကောင်းခြင်းတွေယူဆောင်လာပြီးတဲ့ Quadrilateral လက်သက် Lemon United အတွက်ကံကောင်းခြင်းတွေကဆလာနေပြီဖြစ်ပါတယ်။အခုအခြေစမ်းနဲ့အခုအခြေစမ်းနဲ့နိုင်မယ်လို့လောကမထင်တဲ့ Liverpool ကိုလည်းနိုင်ဇွမ်းဆောင်ရည်လေးတကယ်ကိုကောင်းနေတာပါ။ဒါမျိုးကတော့ကံကောင်းနေတာမဟုတ်တော့ပါဘူး။ United တကယ်ကောင်းနေတာပါ။ဒီလိုတကယ်ကောင်းရခြင်းအခက်ခဏမှာရေးပါဆိုကတိုက်စစ်ဆိုလည်းဟုတ်ပေမဲ့နောက်တဲ့တူကတော့ကိုသမ Lemon ပါ။ Lemon က United ကိုရောက်လာတာဒီနေ့မှဆိုပေမဲ့ Quadrilateral လက်သက်လို့ ီကရလက်တက်လိုလိုနဲ့တော်တော်ကိုလည်းစွန့်ပြနေပါတယ်နောက်ပြီးတော့နှပွဲကစားရတဲ့အချိန်မှာတော့သူကတပွဲကိုပြင်းရှိယူထားနိုင်ပါပြီဖြတ်တင်ပေးတဲ့အလုံးတွေချပစ်လိုက်တဲ့အလုံးတွေနဲ့ဂိုးကဝင်မှုအကွက်မြင်မှုတွေနဲ့ဆိုရင်တကယ်ကိုအမခန်းနေတာပါဘယ်ဂျန်ကလပ်ကနေရောက်လာတဲ့ဘယ်ဂျန်သားယူနိုက်တက်လိုတင်းမြို့မှာဒီလောက်ထိအံဝင်မယ်လို့ထင်တော့မထင်တော့ပါဘူးနောက်ပြီးတော့ဟာလန်ကန်ကန်ဆာလာကန်ကန်သူကပုံမယ်ဆိုတော့ကြီးပါပဲကန်ကေလို့သာဂိုးတွေပေးခဲ့ရတာပါ သူရဲ့စွန်းဆောင်ရီကတော့ပဲဆက်အဟောင်းသားဖြစ်ရတဲ့နေထားပါအခုလက်ရှိလေဖော်ဘူးနယ်ပွဲမှာဆိုရင်လမ်းမက်ကလေဖော်ဘူးဘက်ကကန်သမျအလုံးနဲ့ကိုပုံနိုင်ခဲ့ပါတယ်ခြောက်လုံးကန်နယ်ကို၅လုံးထိပုံနိုင်ခဲ့ရပါတယ်ဒါကြောင့်ခုလက်ရှိပွဲမှာလက်ပွဲကစားကြသေးတဲ့လမ်းမက်ကိုပရိသတ်တွေကကော်တိုရီလက်သစ်လို့တော့မှတင်စားနေကြပြီဖြစ်ပါတယ်နောက်ပြီးတော့ကော်တိုရီနဲ့ဆိုလေသူကအရက်တိတ်မကွာပါဘူး ဒါကြောင့်မြင်ပေါ်တွေကိုပုတ်ထုတ်တဲ့နေရာမှာသူကအကောင်းဆုံးပဲဖြစ်ပါတယ်။နောက်ပြီးဂိုးကဝရဲနှုံးကလည်းနှလုံးကင်တလုံးကိုပုတ်နိုင်တယ်ဆိုတဲ့အတွက်တတော်ကိုကောင်းတဲ့ထင်မှာပါပါတယ်။နောက်ပြီးတော့အခု United မှာနှစ်ပွဲကစားပြီးနှစ်ပွဲလုံးမှာသူက rating ရှိကျော်တဲ့ ठी ကိုရပါတယ်။ဒီလို rating ကဂိုးသမားတယောက်အတွက်ဆိုရင်တတော်ကောင်းနေပြီလို့ပြောရမှာပါ။ဒီလိုတူရကီသားလေး brain data ပေါင်22သန်းထက်လက်မှတ်ကနောက်ပွဲတွေမှာပို့ပြီးတော့နေရာရလောက်ပါတယ်။အဓိကကတော့သူ့ရဲ့ကျူးစောက်မှုတွေကြောင့်ပါပဲ။အခုမှအသက်23နှစ်ပဲရှိသေးပေမဲ့လုံးဝကိုဇွဲမလျှော့ပဲ first line app ပင်ရယူသွားတာကတော်တော်ကိုကြီးကျူးဖို့ကောင်းပါတယ် MOR ကိုလေအမျိုးမင်းကြီးတဲ့အတွက်ကျေးဇူးတ င်ရမှာပါသူကတော့ထုံမသုံးခဲ့ဘူးဆိုရင်ယူနိုက်တက်တို့လည်းစိန်နှုန်းကိုဗီဒိုတဲဖွဲ့ထားမိတယ်လို့ဖြစ်မှာပါဒီတော့အမိုရင်ကလည်းကော်တိုရီလက်သက်ဖြစ်လာမယ်လို့တကဘာလုံးကတီဂျီပေးနေကြတဲ့အတွက်လမ်းမကိုခုတည်းကနေပွဲတွေပေးကစားနေလက်သွေးပေးနေတယ်လို့ထင်ပါတယ်တခြားနေရာတွေမှာအကြီးအကျယ်ဝေဖန်သိပေမဲ့ဒီနေရာတွေမှာတော့အမိုရင်ကိုချီးကျူးကြမှာပါနောက်ပြီးတော့ယူနိုက်တက်ကလီဗာပူးနဲ့ပမာတူရီကီသားလေးပရင်ဒီကိုတုံးခဲ့ရင်တော့မှဂိုးတွေပေးရတော့ပါပရင်ဒီကဂိုးကဝင်မှုလုံးမိပေမဲ့လည်းအမေပေါ်အားပါချက်နေတာကြောင့်ပပူးနဲ့ပမာပွဲပြီးကနေပြတ်တင်ပေါ်နေတယ်ပဲဒါရှော့ဆော့သွားတဲ့ပပူးရဲ့တိုက်ဆဲရောက်အတော်ကိုတိုင်းဖက်သွားနေပါတယ်နောက်ပြီးတော့လမ်းမတက်အရမ်းမြေပေမဲ့သူကခုတက်တီကိုကလစ်ရှိမရသေးပါဘူးဒါကြောင့်လဲအမိုရင်က သုံးနေကြ branding ကိုထုတ်ပြီးတော့လမ်းမကိုထုတ်သွင်းလာဖြစ်ပါတယ်။နောက်ပြီးတော့ရဲရင်မှုဆုံးဖြတ်ချက်ပြတ်သားမှုနဲ့မရှိနေတဲ့အပိုင်းတွေမှာဆိုရင်တူရကီသားထံတော်မှာ ဘယ်ဂျီယံသားကပိုကောင်းပါတယ်။ဒါကြောင့်ကျွန်တော်တို့ပရိသတ်တွေအနေနဲ့လူသိလေလက်မှတ်ကိုအတော်လေးချီးကျူးတက်ပါတယ်။အမှန်တမ်းပြောရမယ်ဆိုရင်လောကမှာနိုင်တဲ့ Liverpool လိုအသင်းမျိုးနဲ့ပဲမှာ United တို့အနိုင်ရခဲ့တာကသူ့ကြောင့်ဖြစ်မယ်ဆိုတာလည်းမမှားပါဘူး။အပိုင်လုံးနဲ့တောင်ချောင်း save တယ်လို့ Liverpool ဘောပါနဲ့နဲ့ကစားသွားတာက United နောက်တဲ့အတွက်လောရကန်ရအများကြီးတွေကိုသွားစီပါတယ်။ဒီတော့ United တို့ကောင်းကောင်းသွားတဲ့အကြောင်းအရာတွေထဲမှာ Onana ထွက်သွားပြီးတဲ့နောက်ပိုင်းလမ်းမကိုရလိုက်တာကလည်းတစ်ခုပါဝင်ပါ။ဒီတော့ Emery တောင်ချောင်းသုံးတော့မယ့် Cordoba လက်သက်လေးကိုလည်းကျွန်တော်တို့ကလည်းတောင်ချောင်းဆိုသလိုအားပေးသွားကြတာပေါ့ခင်ဗျာ။